ကမ္ဘာ့ချမ်းသာဆုံးဘီလီယံနာတဦးဖြစ်တဲ့ Elon Musk ကရုရှားသမ္မတဘူတင်ကိုလေးစားအားကြရသူဟုဖခင်ဖြစ်သူ Aron Musk ကပြောကြားခဲ့လို့သိရပါဗျ။ ။အီလိုမတ်ဟာလက်ရှိအချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ထိတန်းချန်ပီတူဖြစ်တယ်လို့အမေရိကန်အစိုးရစောစောက်ရင်မြင့်တင်ရေးဌာနကိုလည်းဥဆောင်နေသူလည်းဖြစ်ပါတယ်။အရိုမတ်ကအီလိုမတ်ဟာပူတင်ကိုနိစအားကျရသူဖြစ်ပါတယ်။ပူတင်လိုလူကိုမလေးစားတဲ့သူရှိရင်လည်းယူနီလိုပဲဖြစ်ပါတယ်။အီလိုမတ်ဟာပူတင်ရဲ့မိဂိုနီကိုပုံမှန်နားထောင်နေသူလည်းဖြစ်ပါတယ်။ပူတင်ဟာလက်တွေ့ကျတဲ့သူဖြစ်တယ်လို့အတွေ့အကြုံတင်တဲ့ခေါင်းဆောင်မှုဖြစ်တယ်လို့အီလိုမတ်ကသတ်မှတ်ထားသူဖြစ်ပါတယ်လို့ပြောကြခဲ့တာဖြစ်ပါတယ်။ပူတင်ကိုလေးစားတာဟာအီလိုမတ်အတွက် န်ပုဂ္ဂိုလ်ရေးဆိုင်ရာကဏ္ဍချက်သားဖြစ်ပြီး အမေရိကန်အစိုးရရဲ့ထိတဲချင်မေးတူအဖြစ်ထမ်းဆောင်နေတဲ့တာဝန်တွေအပေါ်အကျိုးသက်ရောက်တာမျိုးမရှိဘူးလို့လည်းအာရုံမဲ့ပြောကြားခဲ့ရလို့သိရပါတယ်ရှင်။